ုံမြင်နေကပုံမြင်များအလုံးမဲမင်္ဂလာပါခင်ဗျာညီကောင်းကြရဲ့လားခင်ဗျာဒီနေ့ကျွန်တော်တို့ channel ကနေတင်ဆက်ပေးသွားမှာကတော့ပုံမြင်လေးတွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဒါလေးကတော့2015ခုနှစ်ကထွက်ရှိသွားခဲ့တဲ့ Day of Day လို့အမည်ရတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ရုပ်ရှင်အစမှာဇာတ်ကြောင်းပြောသူ၃ဦးနဲ့စတင်မှာဖြစ်ပါတယ်ပထမဇာတ်ကြောင်းပြောသူကဗာပြောမလဲကြည့်ရအောင်ခင်ဗျာပထမလူက long trail list လို့ခေါ်တဲ့အတိုင်းပြည်ရဲ့ဘရင်နဲ့ဘရင်မကိုအဓိကထားပြောပြပါရစေ။ဘရင်နဲ့ဘရင်မဟာပျော်ရွှင်နေကြတဲ့ပုံပါပဲ ဒါပေမဲ့ကျွန်တော်တို့မြင်ရမှာကတော့ဘေးမဟာရှားပါးယောဂတစ်ခုကိုခံစားနေရတာလေဗျာ။ဒီယောဂကြောင့်ဘေးမဟာရှင်သွေးလွယ်ဖို့လုံးဝမဖြစ်နိုင်တဲ့အခြေအနေတစ်ခုမှရှိနေပါတယ်။ဒါကြောင့်ဘေးမကြီးကအမြဲတမ်းစိတ်ညစ်နေရတာပေါ့ဗျာ။ဇနီးတဲ့ဖြစ်သူစိတ်ညစ်နေတာကိုမမြင်တဲ့ဘရင်ကြီးကတော့အတိုင်းတိုင်းပြည်ပြည်ကအတော်ဆုံးဆိုတဲ့ဆရာဝန်တွေကိုဆင့်ခေါ်ပြီးတော့ဘေးမကိုကုသစေပါတယ်။ဒါမဲ့လေဘယ်ဆရာဝန်မှကုမရတဲ့အခြေအနေကိုမိဖုရားကြီးကကြုံတွေ့နေရတာပါ။ဒါကြောင့်ဘီရင်ကြီးကမိဖုရားကြီးပျော်အောင်ရွှင်အောင်အမြဲတမ်းကြံဖန်ပေးနေရတာပေါ့ဗျာ ဒီနေ့တော့မိဖုရားကြီးကိုဖြောပြဖို့နန်းတော်တွေကိုစက္ကပ်အဖွဲ့တွေဖိတ်ကြားခဲ့ပါတယ်။မိဖုရားကြီးကကြည်နေရင်းနဲ့စက္ကပ်ဖွဲ့တွေကတယောက်ဟာကိုဝင်ဆောင်တူဦးဖြစ်နေတာကိုမြင်သွားပါတယ်။ဒါကိုမြင်သွားတဲ့အခါမှာတော့မိဖုရားကြီးကစိတ်မကောင်းဖြစ်ပြီးတော့သူ့ခန်းသူပြန်ပြီးတော့ငိုကြွေးနေပါတော့တယ်။ဘရင်ကြီးကလည်းမိဖုရားကြီးနောက်ကိုလိုက်ပြီးတော့ဒီချိန်လေးကိုဖြည့်ရှင်းပေးဖို့အတွက်သူစူးစမ်းပါမယ်လို့ပြောပြီးတော့နှစ်သိမ့်နေခဲ့ပါတယ်။တ냐မှာတော့အော်လန်ဆီယာတူဦးနန်းတော်ကိုရောက်လာပြီးတော့ဘေးမကြီးကိုဝင်မရနိုင်တဲ့ရောဂါကိုသူဖြည့်ရှင်းပေးနိုင်တယ်လို့ပြောလာပါတယ်။ ဘီယင်ကြီးကတော့ဇယံဝင်တွေအများကြီးစူးစမ်းတာတော့မဖြစ်နိုင်ဘူးလို့အောင်လန်းပညာရှင်ကိုပြောလိုက်ပါတယ်။ဒါမဲ့အောင်လန်းပညာရှင်ကတော့မိဖုရားကြီးအနေနဲ့ကိုယ်ဝန်ဆောင်နိုင်အောင်တူလို့နိုင်တယ်။ဒါမဲ့မိဖုရားကြီးတွေဘီယင်ကြီးကဘလောက်ထိလုပ်ပေးနိုင်လဲစွန့်လော့ပေးနိုင်လဲဆိုတဲ့အပေါ်မှာမူတည်တယ်လို့တော့ပြောလိုက်ပါတယ်။ဒါကြောင့်ဘီယင်ကြီးကဆုံးမဲ့စွန့်လော့ခြင်းနဲ့စွန့်လော့နိုင်ပါတယ်လို့ပြောခဲ့ပါတယ်။ဒါကြောင့်အောင်လန်းဆရာလည်းဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့သူ့မှာတွေ့ကြုံနေအများကြီးရှိတယ်လို့ပြောလိုက်ပါတယ်။ ဘရင်ကြီးအနေနဲ့လူသားတစ်တယောက်ကိုရရှိစေခြင်းနဲ့ဆိုရင်တော့အသက်တစ်ချောင်းကိုစွန့်လွတ်နိုင်ရမယ့်သဘောတော့ရှိတယ်လို့ပြောခဲ့ပါဗျ။ရင်သွေးလိုချင်နေတဲ့ဘရင်ကြီးတို့ဇုံတွဲလဲသူပြောတာကိုသဘောတူလက်ခံခဲ့ကြပါဗျ။ဒီနောက်မှာတော့အောင်လန်းစရာကသူ့လုံးမဲ့အစီအစဉ်ကိုပြောပြပါဗျ။ဘရင်ကြီးကပင်လယ်တရဝါတကောင်ကိုဖမ်းဆီးပေးရမှာဖြစ်ပါဗျ။အဲ့ဒီတရဝါရဲ့တဲနှလုံးကိုအသုံးပြုပြီးတော့မိဖုရားကြီးရဲ့ယောဂါကိုဖြည့်ရှင်းပေးရမှာပဲဖြစ်ပါတယ်။အဲ့ဒီနှလုံးကိုပြည့်ကင်းစင်တဲ့အပြုစင်စစ်စစ်ကပြင်ဆင်ပေးပြီးတော့မိဖုရားကြီးကစားသုံးရမှာပဲဖြစ်ပါတယ်။ ီလိုသာလုံးနိုင်မယ်ဆိုရင်တော့မိဖုရားကြီးအားတေချာပေါက်ရင်သွေးကြေနာရရှိနိုင်မှာဖြစ်တယ်လို့သူကတေချာပေါက်ကိုပြောလိုက်ပါတယ်။ဘီရင်ကြီးကတော့ပင်လေတရဝါဆိုတာကိုမရရအောင်ဖန်ဆီးဖို့ပြင်ဆင်ပါတော့တယ်။နောက်နေ့ကစပြီးတော့ဘီရင်ကြီးဟာစတင်လှူရှားပါတယ်။ဒီနောက်မှာတော့ပင်လေရောက်ကျမ်းမြင်မှာအိတ်နေတဲ့မွန်စတာကြီးကိုဘီရင်ကြီးကတွေ့လိုက်ရပါတယ်။သူကမွန်စတာကြီးကိုတိုက်ခိုက်ဖို့အနားကိုကတ်သွားပါတယ်။ဒီနောက်မှာတော့သူကတရဝါကြီးကိုဖမ်းနိုင်ခဲ့ပေမဲ့ဘီရင်ကြီးလည်းတန်ရာကြီးကျယ်ရသွားပြီးတော့နှက်ရွာဆက်သွားခဲ့ရပါတယ်။ ဒါမဲ့တရဝါကြီးရဲ့တဲ့နှလုံးကိုတော့ထုတ်ယူပေးနိုင်ခဲ့ပါတယ်။ဒီနောက်မှာတော့မိဖုရားကြီးလည်းနှလုံးကိုနန်းတော်ကိုယူသွားခဲ့ပါတယ်။အဲနောက်နန်းတော်မှာတော့ပျိုးစင်ထင်းတော်တယောက်ကိုတွေးခဲ့ပါတယ်။ဒါကြောင့်မိဖုရားကြီးရဲ့တာဝန်ပေးမှုရသူမဟာတဲ့နှလုံးကိုပြင်ဆင်ချက်ပြုတ်ပေးရပါတယ်။အဲဒီချိန်မှာပဲအဲ့ဒီပျိုးစင်ထင်းတော်၄ရာဆိုရင်ထူးထူးခြားခြားခံစားလာရပြီးတော့ကိုဝင်ရသွားခဲ့ပါတယ်။မိဖုရားကြီးလည်းတဲ့နှလုံးကိုစားတော့ပြီးတဲ့အခါမှာတော့ကိုဝင်လွယ်လာရပါတော့တယ်။အဲနောက်ထင်းတော်လေးနဲ့ဘီမာကြီးရာဆိုရင်ပြည့်တစ်ချိန်ထဲမှာပဲရင်သွေးလေးတွေကိုမွေးထုတ်နေခဲ့ပါတယ်။ မွေးလာတဲ့ကလေးတွေဟာလည်းယောက်ျားလေးတွေဖြစ်ပြီးတော့တက်တူရွယ်တူတွေပါပဲမိဖုရားကြီးမွေးလာတဲ့ကလေးလေးရဲ့နာမည်ကတော့ Alex ဖြစ်ပြီးတော့အထင်းတော်ကမွေးလာတဲ့ကောင်လေးကတော့ဂျိုနာပါဒီလိုနဲ့ဆက်ချောင်းနေ့လောက်ကြားတဲ့အချိန်ကာလတစ်ခုကိုရောက်သွားခဲ့ပါပြီကောင်လေးတွေအားဆိုရင်လည်းအရွယ်ရောက်လာခဲ့ပါပြီဘေးမကြီးကတော့အသားဖြစ်သူ Alex နဲ့ပျော်ပျော်ရွှင်ရွှင်နေထိုင်နေခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီကလေးနှစ်ယောက်လုံးဟာအမွာရီလိုတူညီနေကြတဲ့အကြောင်းရင်းတစ်ခုတော့ရှိနေခဲ့ပါတယ်သူတို့ဟာပင်လယ်မွန်စတာကြီးရဲ့ဗီဇတွေပါဝင်နေတာပဲဖြစ်ပါတယ် ဒီနောက်မှာတော့သူတို့နှစ်ဦးဟာအယန်းကိုခင်မင်လာခဲ့ကြပါတယ်။မိဖုရားကြီးကတော့သားတော်ဖြစ်သူအဲလစ်ဟာဘရင်ဖြစ်သူမို့လို့အစီကံနေရဲ့သားသမီးတွေနဲ့မပေါင်းသွင်းရဘူးလို့အဲလစ်ကိုမှားနေပါတယ်။အဲလစ်ကတော့သူ့မိပြောတာကိုလက်မခံဘဲနဲ့ဂျိုနာနဲ့တွားတွေ့ပါတယ်။ဒီကလေးလေးဟာမွေးရပါဆွမ်းရည်ဖြစ်ရောက်ထဲမှာအသက်ရှူနိုင်တဲ့အစွမ်းတော်ရှိကြပါတယ်။ဘီယမကသားဖြစ်သူဂျိုနာကိုမင်းသားလေးဖြစ်တဲ့အဲလစ်နဲ့မတွေ့အောင်ထိန်းသိမ်းထားဖို့အထင်းတော်မိန်းကလေးကိုတတိပေးပါရယ်။ဒါမဲ့ကလေးတွေကတော့အရင်လိုမပြောင်းလဲဘဲနဲ့တွေ့နေကြတော့မှပဲ ဒါကြောင့်မိဖုရားကြီးကဒေါသထွက်ပြီးတော့ဂျိုနာကိုတိုင်းပြည်ထဲကနေနှိမ့်ထုတ်လိုက်ရပါတယ်။အဲလစ်ကဒါဖို့ကြိုးစားပေမဲ့လည်းမရတော့ပါဘူး။ဂျိုနာတယောက်မသွားခင်မှာတပည့်တပင်ရဲ့ပင်စီကိုဓာတ်နဲ့ဖောက်လိုက်ပါတယ်။အဲတော့သူကဂျိုနာကိုဒီမှာစီးဆင်းနေတဲ့ရေတပ်နေတည်းရဲ့သူအသက်ရှင်နေသေးတယ်လို့သိနေပေးဖို့အဲလစ်ကိုဂျိုနာကမှားနေပါတယ်။ဒီရဟာနီယောင်ပြောင်းသွားပြီဆိုရင်တော့ဂျိုနာရဲ့အသက်အန္တရာယ်ရှိနေပြီဆိုတဲ့သဘောပါပဲ။ဂျိုနာထွက်သွားခဲ့ကအဲလစ်ရာရေရဲ့အယောင်ကိုပုံမှန်စစ်ဆေးပါတယ်။တနည်းတော့ရေဟာနီယောင်ကိုပြောင်းသွားခဲ့ပါတယ်။ ဒါကြောင့်ဂျိုနာတော့တကူကူဖြစ်နေပြီလို့အဲလစ်တယောက်သဘောပေါက်သွားခဲ့ပါတယ်။အဲဒါကြောင့်ဂျိုနာကိုရှာဖို့အတွက်အဲလစ်ဟာဘသူ့ကိုမှအတိမပေးဘဲနဲ့နန်းတော်တွေကနေထွက်လာခဲ့ပါတယ်။သူဂျိုနာအိမ်ကိုရောက်တဲ့အချိန်မှာတော့ဂျိုနာရှိမနေတော့ပါဘူး။ဒါပေမဲ့ဂျိုနာရဲ့ဇနီးတဲ့ဖြစ်သူနဲ့မိသားစုဝင်တွေကအဲလစ်ကိုဂျိုနာလို့ပဲထင်ပြီးတော့စကားတွေပြောနေကြပါတယ်။တကယ်တော့ဂျိုနာကတော်ရဲကိုလွန်ခဲ့တဲ့9ရက်လောက်ကတည်းကထွက်သွားပြီးတော့ပြန်မလာသေးတာပါ။ဒါကြောင့်အဲလစ်လည်းဂျိုနာကိုရှာဖို့အတွက်တော်ရဲကိုလိုက်သွားရတာပေါ့ဗျ။ အဲဒီနောက်ဗီမာကြီးက LS ကိုရှာတွေ့ဖို့အတွက်အောက်လန်းပညာသည်ကြီးကိုအကူအညီတောင်းရပါတယ်။အရင်လိုပဲလူတယောက်ကိုလိုချင်ရင်တော့တယောက်ရဲ့အသက်ကိုစတဲ့ရမယ်လို့ပြောခဲ့ပြန်ပါတယ်။ဗီမာကြီးကလည်း LS ကိုရှာတွေ့ရင်ကိုဂျင်းနဲ့ပြီလို့ပြောပြီးတော့သဘောတူခဲ့ပါတယ်။ဂျိုနာဟာတရဝါကြီးတကောင်ရဲ့ဖမ်းထားတာကိုခံရပြီးတော့ကိုရဲမှာပြိမ့်နေခဲ့တာပါ။ဒီနောက်မှာတော့ Alice ကရောက်လာပြီးတရဝါကြီးကိုတတ်ကဂျိုနာကိုကယ်တင်နိုင်ခဲ့ပါတယ်။အဲဒီနောက် Alice မသိခဲ့တာကတော့သူ့မိယာဆုံးမသွားခဲ့ပါပြီ နောက်ဆုံးတော့အဲလစ်စာနန်းတော်ကို ပြန်သွားပြီးတော့ဘီရင်အရရာကိုစက္ကန့်သွားခဲ့ပါတယ်။ပထမစာကြောင်းပြောသူပြောသွားတဲ့အပိုင်းကတော့ဒီမာရင်ပြီးသွားခဲ့ပါပြီ။ဒုတိယ narrator ပြောမယ့်အလက်ရောက်လာပါပြီ။ဘီရင်ကြီးတစ်ယောက်နဲ့အမျိုးသမီးနှစ်ယောက်ကဒီဇလန်မှာအဓိကဇက်ဆောင်တွေပါ။ဘီရင်ကြီးကကာမဂုဏ်အာယုံကိုအလွန်လိုက်စားတာကြောင့်သူ့ဘေးပတ်ပတ်လည်မှာမိန်းကလေးတွေစုပြုံနေပါတယ်။သူသဘောကျတဲ့အမျိုးသမီးတိုင်းကိုလည်းမိဖုရားတင်မြောင်းလို့ရနေပါတယ်။အခုမြင်ရမှာကတော့နန်းတော်နီးနားမှာနေတဲ့အဖအုပ်ညီမနှစ်ဦးပဲဖြစ်ပါတယ်။ တယောက်ကဒေါ်ရာလို့ခေါ်ပြီးတော့နောက်တစ်ယောက်ကအီမာပါဒေါ်ရာကရန်လိုပြီးတော့တကူကောင်းဆန်တဲ့အဖွားကိုဖြစ်ပြီးတော့အီမာကတော့ဂျူးသားသူပါသူတို့နှစ်ဦးကအိမ်တော်မပြုတ်ခဲ့ကြတဲ့အပြိုကြီးတွေပဲဖြစ်ပါတယ်သူတို့ကအသက်အရွယ်အိုမင်းကြပင်မဲ့လဲသူတို့အတန်လေးတွေကတော့တာယာနော်ပြိုပဲကောင်းလာပြီးတော့ငယ်ရွယ်ကြပါတယ်တမနက်မှာတော့ဒေါ်ရာတချင်းဆိုနေတဲ့အတန်ကိုဘီရင်ကြီးကကြားသွားခဲ့ပြီးတော့သဘောကျသွားလို့တွားတွေ့ဖို့စဉ်းစားခဲ့ပါတယ်ဘီရင်ကြီးကတော့ကြားရတဲ့အတန်ရမိမလငငယ်ငယ်ရွယ်ရွယ်လေးဖြစ်မယ်လို့ထင်ပြီးတော့အကွာကြီးတွေအိမ်ကိုသွားခဲ့ပါတယ် အဖွားကြီးတွေကတော့ဘီရင်ကြီးကသူတို့ကိုမြင်သွားရင်စိတ်ပြစ်ပြီးဒေါသထွက်သွားတော့မှာပဲလို့တွေးပြီးတော့ကြောက်နေကြကြပါတယ်။ဒါကြောင့်သူတို့ဟာကြံတစ်ခုကိုစဉ်းစားလိုက်ပြီးတော့နောက်တစ်ပတ်လောက်ကြာမှပြန်လာခဲ့ဖို့ဘီရင်ကြီးကိုပြောလိုက်ပါတယ်။အဖွားကိုနှုတ်ကလည်းသူတို့လက်ချောင်းလေးတွေကိုလူငယ်လေးတွေလိုပြန်ဖြစ်အောင်လို့တက်တလောက်မှတ်တလောက်နီးလန့်နေနဲ့လုပ်နေကြပါတယ်။အီမာကတော့သူ့လက်တွေကိုပါဇက်ထဲမှာငုံထားလိုက်တာမှာငငယ်တော့ကလိုမျိုးတင်းတင်းရင်ပြန်ဖြစ်နေတာကိုတွေးကြရပါတယ်။ဒီလိုနဲ့တစ်ပတ်ကြာစီမှာတော့ဘီရင်ကြီးကလည်းတေစာပေါက်ကိုရောက်လာပါတယ်။ ဘီရင်ကြီးရောက်လာချိန်မှာတော့ဘီရင်ကြီးကိုအီမာရဲ့လက်ချောင်းလေးတွေကိုတကားပေါက်ကနေထုတ်ပြလိုက်ပါတယ်။ဘီရင်ကြီးကတော့အီမာရဲ့လက်ချောင်းလေးတွေကိုစုပ်ကန်ရင်းနဲ့နမ်းရှုပ်နေခဲ့ပါတယ်။အဘောင်းနိုးကလည်းဘီရင်ကြီးကအကြောင်းစုံတီးသွားရင်သူတို့ကိုတတ်တော့မှာပဲလို့တွေးနေခဲ့ပါတယ်။ဒေါ်ရာကဘီရင်ကြီးနေနဲ့သူမကိုလိုချင်ရင်တော့လုံးဝကိုမှောင်မိုက်နေတဲ့ခန်းထဲမှာပဲရမယ်လို့ပြောလိုက်ပါတယ်။ဘီရင်ကြီးကလည်းလေဒီလာလေတလဟောလာလေစင်နမောင်းလာမှန်းမသိဘဲနဲ့အမောင်ကန်ထဲမှာတွေးဖို့သဘောတူလိုက်ပါတယ်။ ဒေါ်ရာရဲ့အသားကြီးရွတ်တော့နေတဲ့ဟာတွေကိုမိမငယ်လေးတွေလိုတင်းရင်သောင်းလို့အီမာကကော်နဲ့ကပ်ပြီးနေခဲ့ရပါတယ်။ဘီရင်ကြီးကတော့အမောင်ကန်းထဲမှာတညာလုံးအတူနေခဲ့ပေမဲ့မနေ့ရောက်မှသူဟာဖောက်အိုကြီးနဲ့အိတ်ကရာမန်တိလို့ဒေါ်သာထွက်သွားကအဆောင်တွေကိုခေါ်ပြီးတော့ဘရင်ပေါက်ကနေပြစ်ချနေတုတ်ခိုင်းလိုက်ပါတယ်။အဖွားကြီးဒေါ်ရာဟာကံကောင်းလို့မတည်ခဲ့တာကြောင့်အသိရှင်ခဲ့ပါတယ်။အဲဒီမှာဆုံးမတယောက်နဲ့တွေ့ပြီးတော့ဆုံးမကအဖွားကြီးကိုမိမငယ်လေးဖြစ်အောင်အစွမ်းနဲ့ပြုလုပ်ပေးခဲ့ပါတယ်။ ဘရင်ကြီးကဒေါ်ရဲအမဲလိုက်ခြင်းနဲ့အဖွားအုပ်ကြီးအရွယ်ကနေငယ်ရွယ်သွားခဲ့ပြီဖြစ်တဲ့ဒေါ်ရာကိုတွေ့ပြီးတော့ကြိုက်ပြန်ပါလေရောဗျာ။ဒါကြောင့်ဘရင်ကြီးကဒေါ်ရာကိုနန်းတော်ကိုခေါ်ပြီးတော့မိဖုရားမြှောက်လိုက်ပြန်ပါတယ်။မြမဖြစ်သူအီမာကတော့ဒေါ်ရာဘလို့ဖြစ်ပြီးတော့ငယ်ရွယ်သွားတယ်လေဆိုတာကိုအံ့ဩနေခဲ့ပါတယ်။အီမာကဘလို့ကြောင့်ဒီလိုငယ်ရွယ်သွားတာလဲလို့ဒေါ်ရာကိုမေးပါတော့တယ်။ဒေါ်ရာကစကားပြောချမ်းတဲ့သူမျိုးအရေးပြားတွေကိုခွာခြားလိုက်တာလို့ရွှေ့ပြီးတော့ပြေးလိုက်ပါတယ်။အဲဒါကြောင့်အီမာကဒါကိုအဟုတ်တင်သွားခဲ့ပါတယ်။ ဒါကြောင့်တန်ဆိုင်ကိုသွားခဲ့ပြီးသူမအရေးပြားတွေကိုခွာချပေးဖို့အတွက်ဆွဲကြိုးတကုံပေးပြီးတော့သွားပြောပါရယ်။တန်သမားကလည်းဖွားကြီးပြောတဲ့အချိန်ဆွဲကြိုးကိုယူပြီးတော့အရေးပြားတွေကိုဓာတ်နဲ့မှုပေးခဲ့ပါရယ်။ဒါကြောင့်အီမာကတော့ပုံမြင့်ပန်းပြည့်ပုံစံနဲ့နန်းတော်ကိုလိုက်လာပြီးတည်ဆုံသွားရပါရယ်။ဒီချိန်မှာတော့မော်ပညာနဲ့လှူထားတဲ့ဒေါ်ရရဲ့ငယ်ရွယ်မှုတွေကလည်းပြည့်ပြည့်တော့မှာပါ။သူမရဲ့လက်တွေဟာအရေးပြားတွေတော့လာနေခဲ့ပါပြီ။ဒေါ်ရဟာဘရင်ကြီးတိမာဆိုးတာကြောင့်ထွက်ပြေးသွားရင်းနဲ့သူမရဲ့အရေးပြားတွေဟာတော့လာပြီးတော့အွားကြီးပုံစံပြန်ဖြစ်သွားရပါရယ်။ ဒီမာရင်မဲဒုတိယမြောက်ပုံမြင်လေးရပြီးဆုံးသွားခဲ့ပြန်ပါတယ်ခင်ဗျာတတိယမြောက်ပုံမြင်လေးကိုစပါတော့မယ်ခင်ဗျာဒါလည်းဘင်ကြီးတယောက်ကြောင်းပါဝင်ပါတယ်ဒီဘင်ကြီးဟာမိဖုရားကြီးကွယ်လွန်ပြီးချိန်ကစလို့စိတ်နဲ့ကိုယ်နဲ့မကပ်ဘဲနဲ့ထူးဆန်းနေတာပါသူ့သမီးလေးကဗိုင်ယိုလဲလို့ခေါ်ပြီးတော့သူကတော့သမီးတော်ကိုမချစ်ပါဘူးတနေ့တော့ဘင်ကြီးရဲ့လက်ကိုကြဘိုးလို့သွေးဆုပ်ကပ်ပါးတစ်ကောင်ကစုပ်နေတာကိုတွေ့ခဲ့ပါတယ်ဒါမဲ့ဘင်ကြီးကအင်းဆက်ကိုမဖယ်ထုတ်လိုက်ဘဲနဲ့သွေးလူနေခဲ့ပါတယ် သူကအဲ့ဒီကြဘိုးကိုမှန်ပုံးထဲမှာတင်ထားပြီးတော့နေတိုင်းသူ့သွေးတွေကို တိုက်နေခဲ့ပါတယ်။အချိန်ကြာလာတာနဲ့မျှအဲ့ဒီကောင်ကြီးကလည်းကြီးထွားလာခဲ့ပါပြီ။သမီးပြည့်သူဘိုင်ုံလက်ကလည်းအရွယ်ရောက်လာတော့မင်းသားလေးတစ်ပါးနဲ့စုံစည်းကျင်လာပါတယ်။ဘရင်ကြီးကတော့သမီးပြည့်သူကိုမင်းသားရင်းနဲ့ထိမ်းမြားတွေးဆောင်ပေးဖို့စိတ်ဝင်စားပေးနဲ့သူမွေးထားတဲ့အကောင်နဲ့ပဲလှုပ်ရှုပ်နေခဲ့ပါတယ်။တနေ့တော့ဘရင်ကြီးမွေးထားတဲ့အင်းဆက်ကြီးကတည်ဆုံးသွားပါတော့တယ်။ဒါကြောင့်ဘရင်ကြီးကအစိမကောင်းကြီးစွာဖြစ်ပြီးတော့ငိုနေခဲ့ရပါတယ်။ ။ဒီနေ့မှာတော့ဘီရင်ကြီးဟာသမီးတော်ရဲ့ကျင်ရဘက်ရွေးချယ်ရတော့မယ့်အချိန်ကိုရောက်လာပြီလို့ပြောခဲ့ပါဗျာ။အဲ့နောက်ဘီရင်ကြီးကမင်းသားတွေကိုရှင်ပြန်ခိုင်းပြီးတော့အနိုင်ရရှိသူနဲ့ဗိုင်ယိုလက်ကိုလက်ဆက်ပေးမယ်လို့ပြောလိုက်ပါတယ်။ဗိုင်ယိုလက်တယောက်ဒါကိုကြားလိုက်ရလို့ပြောသွားခဲ့ပေမဲ့သူကလက်တွဲပေါ်ကိုသူမကိုယ်တိုင်ပဲရှာကျင်တာကြောင့်တိတ်တော့မကြည်မနဲ့ဖြစ်နေခဲ့ပါတယ်။ဒါမှမဲ့လေဘီရင်ကြီးရဲ့အမိကိုတော့နာခံခဲ့ရပါတယ်။မကြခင်မှာပဲဘီရင်သမီးတော်ကျင်ရဘဲရွေးချယ်မဲ့ကိစ္စကိုတတိုင်းပြည်လုံးသိအောင်ကြီးညာခဲ့ပါတယ်။ ဘယင်ကြီးကသူမွေးထားတဲ့အကောင်ကြီးရဲ့အရေးကုန်ကိုချိတ်ဆွဲထားပြီးတော့ဘာကောင်လဲဆိုတာကိုပဲမိခဲ့တာပါ။မင်းသမီးကိုလိုချင်တဲ့သူတွေလည်းလာစူးစမ်းကြပေမဲ့မသိကြပါဘူး။ဗကြခင်မှာတော့ခတန်းဆိုင်ဒီဇိုင်းနဲ့လူတယောက်ရောက်လာခဲ့ပါတယ်။သူကလည်းမင်းသမီးကိုလိုချင်လို့ရှင်ပြိုင်မလို့ပါ။သူကမန်းနဲ့ဖီယာမှန်သွားခဲ့တာကြောင့်မင်းသမီးဘန်ကိုလည်းဟာခပြေးသွားခဲ့ပါတယ်။ဘန်ကိုလည်းဟာသူ့ဘာသာသူတက်တည်ဖို့စူးစမ်းပေမဲ့ဘယင်ကြီးကဂရီပေးပြီးနေပြီးဖြစ်တာမို့လက်ထပ်ဖို့သဘောတူလိုက်ရပါတယ်။ နောက်တစ်နေ့မှာတော့ပုံစိုးစိုးလူကြီးကဗိုင်ယိုလက်ကိုတူနေတဲ့နေရာစီကိုခေါ်သွားပါတယ်။ဗိုင်ယိုလက်ကတော့ကြောက်တာကြောင့်ငိုပဲငိုနေခဲ့ရပါတယ်။တနေ့လူသားကြီးမဲလိုက်သွားတော့မှတော့ဗိုင်ယိုလက်ဟာတောင်ဟိုဘက်မှာတွေ့တဲ့အမျိုးသမီးကိုဖြစ်တောင်းကုန်စင်ပြောပြပြီးတော့အကူအညီတောင်းခဲ့ပါတယ်။အဲ့ဒီအမျိုးသမီးဟာသူ့မိသားစုကိုပါ ခေါ်ပြီးတော့ဗိုင်ယိုလက်ကိုကယ်ဖို့ကြိုးစားတဲ့အနေနဲ့တောင်အစွန်းနှစ်ခုကနေကူးဖို့ကြိုးစားခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲလူသားကြီးကရောက်ရှိလာခဲ့ပါတယ်။ ဒါမဲ့သူတို့ဟာဟိုဘယ်ချမ်းကိုမြဲမြဲဆန်းဆန်းကူးသွားလိုက်နိုင်ပြီးတော့ဂျိုးကိုဖျက်လိုက်နိုင်တဲ့အတွက်လူသွားကြီးကလည်းတောင်းအောက်ကိုပြုတ်ကျသွားရပါတယ်။လူသွားကြီးကမတည်ဘဲနဲ့ဗိုင်ယိုလက်ကိုကူညီခဲ့တဲ့မိသားစုကိုတယောက်မကျန်တပ်ပစ်လိုက်ပါတယ်။ဗိုင်ယိုလက်ကတော့ဟန်ဆောင်ရောဝင်ပြီးတော့လူသွားကြီးကိုတပ်ပစ်လိုက်နိုင်ခဲ့ပါတယ်။အဲဒီနောက်ဗိုင်ယိုလက်ကလူသွားကြီးရဲ့ခေါင်းကိုဖျက်ပြီးတော့နန်းတော်ကိုယူလာခဲ့ပါတယ်။ဘီရင်ကြီးကလည်းဒါကိုမြင်တော့ဗိုင်ယိုလက်ကိုတောင်းပန်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့ဗိုင်ယိုလက်ဟာတိုင်းပြည်ရဲ့ဘီရင်ဖြစ်တင်မြောက်ခံခဲ့ရပါတော့တယ်။ ဒီမာရီမဲပုံမြင့်၃ခုဟာပြီးဆုံးသွားခဲ့ပါတော့တယ်ခင်ဗျဒီပုံမြင့်၃ခုမှာဘီရင်၃မပါဝင်ခဲ့တာကိုတော့ပြည်သက်ကြီးတို့လည်းမြင်တွေ့မှာပါနော်ဒီဘီရင်၃မဟာအိန္ဒိယချင်းတိုင်းပြည်တွေရဲ့ဘီရင်တွေဖြစ်ပြီးတော့တိုင်းပြည်တည်တည်မှာကျွန်တော်ပြောပြခဲ့တဲ့အရေးကိစ္စတွေဖြစ်နေခဲ့ကြတာကိုရိုက်ကူးပြသသားခဲ့တာလည်းဖြစ်ပါတယ်ခင်ဗျတဲ့တဲ့ရင်ပိုဇလန်းလေးတွေကိုစုံတင်နားဆင်ပေးခဲ့တဲ့အတွက်လည်းကျွန်တော်တို့ channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်လည်းဒီလိုဇလန်းကောင်းလေးတွေကိုတင်ဆက်ပေးဦးမှာမို့ channel လေးကို like နဲ့ subscribe လေးလုပ်ထားပေးခဲ့ကြပါဦးခင်ဗျာ